ားလုံးပဲမြင်လာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့တောနဲ့ထဲကမျက်လုံးသုံးလုံးပါရှင်ဘုံကြီးနဲ့တထေးဆုံဆန်ရဲ့အကြောင်းပဲဖြစ်ပါတယ်အကြောင်းလေးမစတဲ့ရင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအတိတ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြတ်တရရခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းလေးဥစားနေလိုက်အောင်ကွယ်လွန်သွားပြီဖြစ်တယ်ဖခင်စီကအမွေဆက်ခံရတာလေလူငယ်လေးတယောက်ရှိပါတယ်သူ့နာမည်ကတော့စုံဆန်းပါ သူ့မှာကအချွေရန်အစီကံကြီးအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူတွေရဲ့မိဘတွေကတထေးစီကငွေချေးထားပြီးပြန်မဆက်နိုင်တဲ့အခါမှာတော့အတူအဆအလုလာလုပေးရလို့ပါပဲ။များသောအားဖြင့်တာသမီတွေကိုတထေးအိမ်မှာအလုလာလုခိုင်းကြပါတယ်။အဲ့ဒီထဲမှာဂျင်းနဲ့ပေါင်တို့လည်းပါဝင်ပါတယ်။သူတို့ရဲ့မိဘတွေကစင်းရဲတော့တထေးစုံစံစီကငွေချေးထားပြီးအတူရော အရင်မှာပြန်မဆက်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဂျင်းနဲ့ပေါင်တို့ကအကျွေးကြည့်တဲ့အထိတထေးအိမ်မှာနှစ်ပေါင်းများစွာအလုသမားအဖြစ်လုပ်ကင်ခဲ့ရပါတယ်။ တထေးကဘာပဲခိုင်ခိုင်သူတို့ကရှောင်လွှဲလို့မရပဲလိုက်လို့ရပါတယ်။ဒီနေ့မှာတော့စုံစံကတော်တယ်တော်ရွက်ပစ္စည်းတွေသွားရှာတဲ့ရွာသားတွေစီကနေထူးဆန်းတဲ့ဘုံကြီးတစ်ပါးကိုတော်နဲ့ထဲမှာတွေးခဲ့ရတဲ့အကြောင်းကြားသိရပါတယ်။အဲ့ဒီဘုံကြီးကမျက်လုံးသုံးလုံးရှိတဲ့တတိယမျက်လုံးကတော့နှစ်ဖူးအလယ်မှာရှိတဲ့တောက်ပနေတဲ့ဗရံများမျက်လုံးပါပဲ။အဲ့ဒီတတိယမျက်လုံးကဘုံကြီးကိုအတိတ်နဲ့အနာဂတ်ကိုသိမြင်စေတယ်လို့ဆိုပါတယ်။ တထေးစုံစံကြတော့ဒါကသူ့ကိုအစွမ်းထက်စေမဲ့ထူးခြားတဲ့ပစ္စည်းလို့ထင်ပြီးတော့ဖုန်းကြီးရဲ့တတိယမျက်လုံးကိုလိုချင်စိတ်ဖြစ်ပေါ်လာပါတယ်။ဒါကြောင့်အဲ့ဒီမျက်လုံးကိုယူဖို့အတွက်တော်တဲ့ကိုထွက်လာခဲ့ပြီးတော့ဂျင်းနဲ့ပေါင်ကလည်းလိုက်ခဲ့ဖို့အမိန်ပေးခြင်းခံခဲ့ရပါတယ်။သူတို့သုံးယောက်ရွာသားတွေပြောတဲ့တောနဲ့ကြီးအလဲကနေရာကိုရောက်တဲ့အခါမှာတော့အရာအလုံးကဘာမှမရှိသလိုတိတ်ဆိတ်နေတတ်နေပါတယ်။ညတကောင်ရောက်တဲ့အထိဘာမှမတွေ့ရပါဘူး။အဲ့ဒီနောက်မလန်းမကန်းမှအလင်းရောင်တစ်ခုကို တွေ့လို့ လိုက်သွားကြည့်ကြတော့တစ်ပင်တပင်အောက်မှာရွှေရွာရောင်သင်္ကန်းတော်ကိုဝတ်ဆင်ထားပြီးဖြူစင်ဝင်းပနေတဲ့ယဟန်တပါတရားထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အန်ဟောစရာကောင်းတာကသူ့ရဲ့နှစ်ဘူးအလင်းမှာရွှေရောင်တောက်ပနေတဲ့ကြောင်မြေရဏတခုရှိပြီးတော့အလင်းရောင်ကြီးထွက်နေတာပါပဲ။ဒါကိုမြင်တော့သူတို့သုံးယောက်လုံးအယံကိုအန်ဩပြီးတော့မှင်တက်သွားကြပါတယ်။ဒါကရွာသားတွေပြောတဲ့မျက်လုံးသုံးလုံးရှင်ဖုန်ကြီးပဲဖြစ်ရမယ်။စုံစံကပြောလိုက်ပါတယ်။ဟုတ်တော့ပါတယ်တထင်းမင်း။ပေါင်ကပြန်ဖြေလိုက်ပါတယ်။ ကြည်ရတာဒီဖုန်းကြီးကပါရမီတော်တော်ကြီးပုံရတယ်ငါသာတတိယမျက်လုံးကိုပိုင်ဆိုင်ရရင်ငါရဲ့အစွမ်းကလည်းဖုန်းကြီးနဲ့ဒန်းတို့ဖြစ်သွားမှာမလားအဲအဲ့လိုတော့မဟုတ်လောက်ဘူးထင်ပါတယ်တထင်းမင်းဒီလောက်ကြီးတဲ့အစွမ်းမျိုးဆိုတာကအဲ့ဒီလူရဲ့တီလာတမာရီပညာအစင်မြင့်မြင့်ရှိမှတရားဘာဝနာကိုအပြင်းထန်ကျင့်ကြံအားထုတ်ပြီးတော့စိတ်ကောင်းစေတနာရှိမှရနိုင်တာခမကျင်းကဝင်ပြောလိုက်ပါလေဟိတ်ကောင်ကျင်းမင်းကငါ့ကိုအထင်သေးနေရလားကျွန်တော်မျိုးတထင်းမင်းကိုအထင်မသေးရပါဘူး ဒါပေမဲ့ကျွန်တော်ကလူကြီးသူမတွေပြောပူတာကိုတိတိလောက်ပြန်ပြောပြတာပါတထေးစုံစံကလူကုန်တန်းမျိုးရိုးကဆင်းသက်လာပြီးတော့ချမ်းသာကြွယ်ဝပြီမယ်အသိဉာဏ်နေပါပါတယ်တိလာတမာရီတရားကြောင်းနေလဲနားမလဲကုသိုလ်အကုသိုလ်လည်းမသိပါဘူးဒါကြောင့်ဒီဖုန်းကြီးရဲ့တတိယမျက်လုံးကိုရအောင်ယူမယ်ဆိုပြီးတော့စိတ်ဆုံးဖြတ်လိုက်ပါတယ်သူကချမ်းသာတော့ပတ်စံနဲ့ဝင်ရလောက်ပါတယ်မခက်လောက်ဘူးဆိုပြီးထင်နေတာပါ သူကဖုန်ကြီးစီကိုချင်းကပ်သွားပြီးတော့လက်အုပ်ချပြီးတော့ရင်းရင်းနှီးနှီးနဲ့စကားဆပြောပါတယ်။အရှင်ဖေဟာတပည့်တော်အရှင်ဖေဟာရဲ့တတိယမျက်လုံးကိုဝယ်ခွင့်ပြုပါလားဖေဟာ။တကားတတိယမျက်လုံးဆိုတာဘယ်သူမှဝယ်ရောင်းလို့လို့မရဘူးကွ။တတိယမျက်လုံးဆိုတာကတရားဘာဝနာချင့်ကြံအားထုတ်မှဖြစ်ပေါ်လာတာပါ။ဒါဆိုအရှင်ဖေဟာပြောချင်တာကတပည့်တော်ကတတိယမျက်လုံးလို့ခြင်းရင်အရှင်ဖေဟာလို့ကြောက်တုံးကြီးလို့မာကြောတောင်တရားတရားထိုင်ရမယ်လို့ဆိုလိုတာလား။တကားကတီလာကိုမညှိုးနှောင်းအောင်စောင့်ထိုင်ရမယ်။တရားဘာဝနာကို ပွားများရမယ်။ဒါမှအရာရာကိုထိုးထွင်းသိမြင်နိုင်တဲ့တတိယမျက်လုံးပွင့်လာလိမ့်မယ်။ဒါကအတိတ်အနာဂတ်ကိုသိုံမကဘူး။သစ္စာတရားကိုသိမြင်ခြင်းအရာအလုံးရဲ့ဖြစ်ချင်းပြက်ချင်းကိုမြင်ခြင်းပဲ။အမှန်တိုင်းရှုမြင်သုံးသပ်နိုင်ရင်ဆွဲလန်းမှုကင်းပြီးတော့လွတ်မြောက်သွားလိမ့်မယ်။နောက်ဆုံးမှာဒကာကတန်တရားကိုဆင်းရဲကနေပြီးတော့လွတ်မြောက်သွားလိမ့်မယ်။အာအရှင်ဖေဟာအများကြီးရှင်းပြမနေပါနဲ့။တူတူပြောရရင်တပည့်တော်ကိုမယောင်းချင်ဘူးဒါပဲမလား။အဲတကယ်ရောင်းလို့မရလို့ပါသထေးမင်းရဲ့ တတိယမျက်လုံးကိုလိုချင်ရင်ကိုယ်တိုင်ကြည့်ကြရမှာပါဒါကလူတယောက်ချင်းစီတိုင်းမှာကိုယ်တိုင်ဖြစ်ပေါ်လာတာပါငါကဒီဖုန်းကြီးလို၆တုံးကြီးဖြစ်အောင်ခါကုံကြောခဲတရားထိုင်မှာမဟုတ်ဘူးငါကတထေးပတ်စံတွေအများကြီးရှိတယ်ငွေနဲ့ဆိုရင်ဘာမှစိုးဝယ်လို့ရတယ်အသိဉာဏ်နဲ့တထေးကဘာကူမှနားမထောင်တော့ပါဘူးတတိယမျက်လုံးကိုဝယ်လို့မရတော့သူကဒေါသထွက်လာပြီးတော့ဖုန်းကြီးစီကိုတိုးကက်သွားပါတယ်ဖုန်ကြီးရဲ့နှစ်ဖူးအလဲကတတိယမျက်လုံးကိုဆွဲလူဖို့ကြံပါတော့တယ်။ပေါင်တဲ့ဂျင်တို့ကအာကုသူဖြစ်လိမ့်မယ်လို့တားပေမဲ့တထေးကခေါင်းမာစွာနဲ့နည်းနည်းလေးမှနားမထောင်ပါဘူး။ သူကဖုန်ကြီးရဲ့နှစ်ဖူးကတတိယမျက်လုံးကိုလက်လှမ်းလိုက်တဲ့ခဏမှာပဲမျက်လုံးကထွက်လာတဲ့အလင်းရောင်ကသူ့ရဲ့မျက်လုံးထဲကိုဝင်သွားပြီးတော့မျက်စိတွေပြာဝေသွားပါတော့တယ်ခဏလေးတွင်းမှာပဲတတိယမျက်လုံးနှစ်ဖက်လုံးကကွယ်သွားပါတော့တယ်ဂျင်းပေါင်ကဲကြပါဦးဘာလို့အကုန်မှောင်မိုက်သွားတာလဲငါဘာမှမမြင်ရတော့ဘူးကူကြပါဦးပေါင်နဲ့ဂျင်းတို့ကတတိယကိုအမြန်ဆွဲထုတ်လိုက်ရပါတယ်ပြီးတော့ဖုန်ကြီးကိုမြန်မြန်ကတော့တောင်းဝန်ကိုပြောကြပါတယ်ဒါပေမဲ့မိုင်မဲပြီးတော့ခေါင်းမာတဲ့တတိယက သူမျက်စိ꿰သွားတာကမျက်လုံးသုံးလုံးရှင်ဘုံကြီးကိုပြစ်မှားတဲ့ကံကြောင့်လို့မယုံကြည်ပါဘူး။သူ့မှာငွေလုံးတော့ရှိတယ်။မျက်စိပြန်ပြင်အောင်ကုသနိုင်တယ်လို့ထင်ပြီးတော့မာနာတက်နေလို့မှာပဲ။ဟဲငါဘယ်တော့မှတောင်းပန်မှာမဟုတ်ဘူး။ငါမှာပတ်စံတွေအများကြီးရှိတယ်။ဆရာဝန်ကောင်းကောင်းဆရာဝန်တော်တာတွေကိုရှာပြီးတော့ငါ့ကိုကူခိုင်းလိုက်ရင်ငါပြန်မြင်လာမှာပဲ။တော်စံဂျင်းနဲ့ပေါင်ငါ့ကိုအိမ်ပြန်ပို့ကြ။ဒါပေမဲ့တဖြည်းဖြည်းနဲ့အချိန်တွေကကုန်လွန်သွားပါလေ။ဘယ်ဆရာဝန်နဲ့ပဲကုကုဘယ်ဆေးကောင်းနဲ့ပဲကုကုသူ့ရဲ့မျက်လုံးတွေကပြန်မြင်လာခြင်းမရှိတော့ပါဘူး။ သူကိုယ်တိုင်လည်းအယမ်းနောင်တရနေပါတယ်အသက်မကြီးခင်မှာပဲမျက်မမြင်တထေးဖြစ်သွားပါပြီတထေးအိမ်ကအစီကံတွေကလည်းတထေးမျက်စိမမြင်တော့ဘူးဆိုတာသိသွားတော့တိတ်တိတ်လေးပြန်ပြေးကုန်ပါတယ်တချို့ဆိုရင်ဥစ္စာပစ္စည်းတွေငွေတွေပါခိုးယူပြီးတော့ထွက်ပြေးသွားကြတယ်အခုတော့တထေးမှာဘယ်သူမှမရှိတော့ပါဘူးဘယ်သူမှမရှိဆင်းရဲတဲ့မျက်မမြင်ဘဝကိုရောက်သွားပါတော့လေဂျင်းနဲ့ပေါင်တို့ကတော့တထေးကိုတနာစိတ်ဝင်တာကြောင့်ရှာဖွေကြွေးမွေးပြီးတော့သူ့ဘဝကိုဆက်လက်ရှင်သန်နေပါတယ် ဂျင်းနေပေါင်တို့ကတထေးကိုဖုန်ကြီးစီကိုနောက်တစ်ခေါက်သွားပြီးကရော့တောင်းမှန်ကိုဖြောင်းပြပြောဆိုပါတယ်တထေးကလည်းတဖြည်းဖြည်းနဲ့အတိဝင်လာပြီးတော့သူမျက်စိကိုရတာကမျက်လုံးသုံးလုံးရှင်ဖုန်ကြီးကိုပြစ်မှားမိတဲ့ကံကြောင့်တကယ်ဖြစ်နိုင်တယ်ဆိုပြီးစဉ်းစားမိလာပါတယ်ဒါကြောင့်နောင်ထားရပြီးတော့တောနဲ့ထဲကိုသွားရောက်ကရော့တောင်းမှန်ကိုသဘောတူလိုက်ပါတယ်ဂျင်းနေပေါင်တို့ကလည်းသူ့ကိုခေါ်သွားပြေးကြပါတယ်တတိယမျက်လုံးပိုင်ရှင်ဖုန်ကြီးဖေဟာတပည့်တော် ကာယကံဝစီကံမနောကံတို့နဲ့အရှင်ဖျားကိုပြင်မာကျူးလွန်မိတာရှိရင်ခွင့်လွှတ်တော်မူပါရဲ့ တောင်းပန်အပ်ပါစေဖုရားအရှင်ဖုရားကတပည့်တော်ကိုမေတ္တာနဲ့ခွင့်လွတ်ပါတကားငါခွင့်လွတ်ပါတယ်ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်ငါစိတ်ထဲမှာဘာမှမရှိပါဘူးတကားစိတ်ချမ်းသာစွာနေပါဒါပေမဲ့အခုတပည့်တော်တကယ်ပြည့်ရှိရလို့ခံစားနေရပါတယ်ဖုရားတပည့်တော်ရဲ့မိုင်မဲမှုမာနတရားတွေကြောင့်ကိုကိုကိုအကုသို့ဖြစ်စေခဲ့တာပါဇလန်းကတော့ပြီးဆုံးသွားပြီ။ဒါပေမဲ့တကားရဲ့လုံရက်ကတကားတော့သင်္ကန်းသားတခုပဲ။ဒီထက်ပိုပြီးတော့သတိတရားလက်ကင်ထားဖို့ဘာမဆိုမလုတ်ခင်မှာ ေချာစင်ကျင်တုံတရားနဲ့စဉ်းစားဆင်ခြင်ဖို့ပဲဒါဆိုရင်အကုသိုလ်ကံတွေဖြစ်လာမှာမဟုတ်တော့ဘူးတထေးရဲ့တထေးကမျိုးလုံးသုံးလုံးရှင်ဘုံကြီးရဲ့ဆုံးမစကားတွေကိုအယံကျေးဇူးတင်ပြီးတော့မျက်ရည်တွေစိုးတက်လာပါပဲအဲ့ဒီချိန်မှာပဲဘုံကြီးရဲ့တတိယမျိုးလုံးကအလင်းရောင်တွေထွက်ပေါ်လာပြီးတော့တထေးရဲ့မျိုးလုံးနှစ်ဖက်ပေါ်ကိုကြာရောက်သွားပါလို့တယ်ဒါကြောင့်သူ့ရဲ့မျက်စိကလည်းပြောင်းပြင်လာပါတယ်ဒါပေမဲ့အရင်လိုမဟုတ်ဝေဝေဝါးဝါးသာ မြင်နေရပါတယ် ျွန်တော်ကျွန်တော်ပြောင်းမြင်ရပြီဝါတာတာပဲမြင်ရပြီမဲ့နည်းနည်းတော့မြင်ရပြီအေးတကားအရင်လိုပြောင်းမြင်ခြင်းနဲ့ဆိုရင်တော့တကားတီလာကိုမညှိုးနှိုင်းအောင်စောင့်ထိုင်ရမယ်တရားထိုင်ဘာဝနာပွားများရမယ်ပြီးတော့သူတစ်ပါးကိုဒုက္ခရောက်စေမယ်အတ္တမွေးဝမ်းကြောင်းကိုစွန့်လွှတ်ရမယ်တပည့်တော်အရှင်ဖျားမိန်ကြတာတွေအကုန်လုံးကိုလိုက်နာပါမယ်လို့ခရီးပေးပါတယ်ဖျားတတိကလက်အုပ်ချီပြီးတော့ယတိကို၃ချိန်တိုင်းတိုင်းမျက်ရည်တွေနဲ့အလွန်ကြီးညိုတရားတရားထက်တန်စွာဥချကြောလိုက်ပါတော့တယ်ဘာလို့လဲဆိုတော့အခုချိန်မှာသူက ကောင်းမှုမကောင်းမှုတွေအကျိုးပေးတယ်ဆိုတာလုံးဝယုံကြည်သွားပါပြီ။သူကတမအာစီဝါကြတဲ့ဘသူကမှမထီးခိုက်စေနဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလောက်ကင်မယ်ဆိုပြီးတော့စိတ်ဆုံးဖြတ်လိုက်ပါတယ်။အခုချိန်ထိတော့မျိုးလုံးသုံးလုံးရှင်ဘုန်းကြီးကဘယ်ကလဲဘသူလဲဆိုတာဘသူမှမသိပါဘူး။ညာဘက်ဒီမှာသူကတစ်ပင်အောင်မှာတရားထိုင်နေတာကိုပဲမြင်ကြပါတယ်။တင်းတို့ရောမျိုးလုံးသုံးလုံးဘုန်းကြီးရှိရဆိုတာယုံကြည်ပါသလား။အောက်မှာကိုမန်လေးဒီမန်ကပွားခဲ့ပြီးပါအောင် ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာကျွန်တော်တို့စီရင်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြို့တရခင်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်